ာဆီယံပညာသင်ဆုကိုစင်ကာပူအစိုးရအနေနဲ့2003ခုနှစ်မှာစတင်ပေးအပ်ခဲ့တာဖြစ်ပြီးမြန်မာနိုင်ငံကထူးချွန်ကျောင်းသားတွေကိုစင်ကာပူအစိုးရကျောင်းမှာပညာဆက်လက်သင်ယူစေတာဖြစ်ပါတယ်။ဒါဟာအာဆီယံဒေသတွင်းနိုင်ငံကလူငယ်အချင်းချင်းကူးလူးဆက်ဆံနိုင်ဖို့နဲ့အရေးချင်းတွေဖွံ့ဖြိုးစေဖို့လှုံ့ဆော်ပေးတာဖြစ်ပါတယ်။ရွေးချယ်မှုမှာပညာထူးချွန်မှုကောင်းဆောင်မှုအရေးအတွေးနဲ့ကုနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာပါဝင်လှုံ့ဆော်မှုအလားအလာရှိမှုတွေကိုအခြေခံပြီးတော့ရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေမှာအလုံးသိတယ်လေစင်ကာပူဆိုတော့ဒါထိတ်ဆုံးမှရှိတဲ့နိုင်ငံပေါ့အဲ့ဒီနိုင်ငံရဲ့ပညာရေးကိုဆရာတို့ကအကြောင်းမူကြောင်းသားတွေကဝင်ရောက်ပြီးတော့အလားလေးလာခွင့်အသင်ကြားခွင့်ရတဲ့အတွက်ကြောင့်မလို့ဒါအင်တာမကောင်းမွန်တဲ့အခွင့်အရေးဖြစ်တယ်သူတို့တကူချင်းအတွက်လည်းအခွင့်အရေးကောင်းဖြစ်တယ်လို့သူတို့တွေကပြန်ရောက်လာပြီးတဲ့အခါအတိုင်းပြည်အတွက်လည်းသူတို့ကတစ်ပတ်တလန်းကနေပြီးတော့ဒီသူတို့တက်လာတဲ့ပညာတွေအသုံးချနိုင်တဲ့အတွက်ဆောင်းနိုင်ငံတွေတော့အင်တာမအကျိုးရှိတဲ့ဒီပညာသင်ဆုတစ်ခုလို့ဆရာကတော့ပြောချင်ပါတယ်ဒီနှစ်မှာတော့ပညာသင်ဆုအတွက် တိုင်းနယ်ပြည်နယ်တည်တည်ကလူ1555ယောက်ပါဝင်ဖြည့်ဆူခဲ့ကြပါတယ်။အဲ့ထဲကမှစကားတင်98ယောက်ကိုစင်ကူအစိုးရကအင်္ဂလိပ်စာသင်ချာနဲ့တိတ်ပံဘာသာရပ်တွေမေးမြန်းပြီး24ယောက်ပြန်လည်ရွေးချယ်ခဲ့တာပါ။ Full scholarship အနေနဲ့ဆုရသွားတဲ့နောက်ဆုံး၄ယောက်ကတော့မက်ကြီးခိုင်ခိုင်ကျော်၊မောင်ညံလင်းထက်မလင်းထက်မာလာနဲ့မယွန်းစုလင်းတို့ဖြစ်ပါတယ်။ဝမ်းသာပြီးတော့ပြောင်းမိပါတယ်။ဘာဖြစ်လို့ဆိုဒီလိုအခွင့်အရေးမျိုးอ่ะ ကျောင်းသားတွေအတွက်အရန်ကိုထူစားပြီးတော့အခွင့်အလန်းတွေအများကြီးဖြစ်တဲ့အခွင့်အရေးမျိုးမို့လို့ညီမရွေးချယ်တဲ့ဘာသာရေးအပေါ်မှာညီမအကောင်းဆုံးစူးစမ်းပြီးတော့နောက်တစ်ချိန်မှာဒီမြန်မာနိုင်ငံကိုပြန်လာပြီးတော့မြန်မာနိုင်ငံတိုးတက်အောင်ညီအစ်စနစ်လည်းကပိုမိုဘီကောင်းမွန်လာအောင်လို့တော့စူးစမ်းသွားမှာပါစင်ဘူဆူရအနေနဲ့ညီမလူငယ်တွေအတွက်အလေတန်းတက္ကသိုလ်ဝင်တဲ့အောင်မြင်သူနဲ့ဘွေးရထားသူတွေအတွက် အပြည့်အဝရနိုင်မဲ့ပညာသင်စုတွေကိုထောက်ပံ့ပေးနေတာလည်းဖြစ်ပါတယ်။ Always encourage uh, Myanmar students uh to try for the various scholarships that Singapore မြန်မာကျောင်းသားကျောင်းသူတွေကိုစင်ကာပူဆိုတာကပေးရတဲ့ပညာသင်စုမျိုးမျိုးကိုရအောင်ရည်ပိုတိုက်တွန်းချင်ပါတယ်။ဒီနေ့ကတော့အလဲတိုင်းကျောင်းတွေအတွက်အာဆီယံပညာသင်စုပေးရခဲ့တာဖြစ်ပြီးလာမယ့်နှစ်တွေမှာတက္ကသိုလ်ဝင်သားအောင်မြင်သူတွေအတွက်စင်ကာပူပညာသစ်စုတွေရှိသလိုစာသင်နှစ်၃နှစ်အတွက်ပြုလုပ်စေပါပါ။